အောင်ပွဲခံစောလို့ရှိရင်မဖြစ်ထွန်းတော့ဘူးကျွန်တော်တို့ကတစ်ခါပြီးအရန်လောရတယ်ကိုယ့်ရဲ့ငွေကြေးနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝနေထိုင်မှုနဲ့ဖြစ်ဖြစ်အရန်စောပြီးတော့အောင်ပွဲခံတတ်ကြတယ်အဲ့ချိန်မှာကျွန်တော်တို့ရမယ့်အခွင့်အရေးတွေမရဘဲဖြစ်နေတဲ့ပြင်ကျွန်တော်တို့လုံးတင်လုံးထက်တဲ့ဥစ္စာတွေကိုမလုံမိရမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်အဖေကျွန်တော်ကိုပြောပြတဲ့ပုံမြင်လေးကိုမိစေတို့ပြန်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။အချိန်ရသူကတော့အေးအေးဆေးနားထောင်ပေးပါ။ကျွန်တော်တို့ဆရာကြီးတယောက်ရဲ့တပည့်နှစ်ယောက်ရှိတယ်ဗောနော ိုးအရင်တော့ဗျာဆရာကြီးကမှတပည့်နှစ်ယောက်ရှိတယ်သူသူပဲနှစ်ယောက်တယောက်ကကျော်ကြီးပေါ့နောက်တစ်ယောက်ကတော့ဇော်ကြီးပေါ့အဲကျော်ကြီးနဲ့ဇော်ကြီးရှိတယ်ကျော်ကြီးနဲ့ဇော်ကြီးကိုသူ့ဆရာကပညာတွေသင်ပေးလိုက်တယ်အသက်မွေးဝမ်းကြောင်းပညာတွေအများကြီးပဲသင်ပေးလိုက်တယ်သင်ပေးပြီးတော့ငါကောင်လေးပညာတွေနဲ့စီးပွားရှာလဲရှာစီးပွားရှာတဲ့အပြင်မှာ စီးပွားကိုထိမ့်သိမ့်တက်ဖို့ကလည်းလိုသေးတယ်အဲ့တော့မင်းတို့အခုချိန်ရစပြီးတော့မှငွေကြေးအမောင့်တစ်ခုရအောင်တော့မင်းတို့စုရမယ်အဲ့တော့ငွေကြေးကိုလည်းငွေကြေးနဲ့ပြန်ပြီးရင်းနှီးရမယ် ီတော့မင်းတို့အသုံးစိတ်တွေကိုထိန်းချုပ်ဖို့လိုတယ်အဲ့တော့မင်းတို့အခုတွေကမင်းတို့ငါပြောမယ်မင်းတို့ထမင်းစားတဲ့ခါကျလို့ရှိရင်ငပိရည်နဲ့ပဲစားဟင်းမစားနဲ့ငပိရည်နဲ့ပဲစားငပိရည်နဲ့စားပြီးတော့မှတနေ့မင်းတို့ချမ်းသာကြွယ်ဝလာတဲ့နေ့ကျလို့ရှိရင်မင်းတို့ကြိုက်တဲ့ဟာကိုစားလို့ရပြီဆရာကြီးအဲ့လိုပြောလိုက်တယ်ပေါ့နော်ကဲဒါနဲ့ကြော်ကြီးနဲ့ဇော်ကြီးကလည်းကဲဒါဆိုလို့ရှိရင်ငါတို့တွေလမ်းခွဲပြီးတော့လောလောကြမယ်ဆိုပြီးတော့အလုတ်သွားလောက်ကြအောင်အလုပ်လုပ်လို့တော့ okay ရဆိုလို့ရှင်လုပ်ရတာပေါ့နေတိုင်းငပိရင်နေပဲစားတယ်ကြော်ယူရဇော်ယူတစားရှိတယ်အလုပ်တွေလုပ်ကြတယ်ပတ်စံတွေရှာကြတယ်ငပိရင်နေပဲဆိုရင်နေ့အောင်လုံးက တရက်လက်ကြလက်ကြအောင်ကြော်ကြီးရဲ့အိမ်ကိုဂျွာရဲရနေပြီးတော့မှဈေးတက်တယောက်ကလာအောင်ကေခမ်းမောင်ကြီးဒီနေ့တော့ချက်သားလေးတစ်ကောင်ပို့လို့မအားဒါလေးကုန်လို့ရှိရင်ပြန်တော့မှဆိုတော့မောင်လေးယူသွားလိုက်ပါလားဈေးလေးရှော့ပေးမယ်ဆိုပြီးသူ့ကိုဈေးအတင်းရှော့ပေးရောဟာပုံမှန်ချက်သားထားပါတော့တရားပဲထားပါတော့ပြချက်သားသူ့ကို90နေပြီတဝက်ဈေးနဲ့ရတယ်အဲ့ဒါလည်းတော့စိတ်ဝင်စားငါကပြင်းနေစားတာကြာပြီပေါ့တခါလေချက်သားလေးပဲစားလိုက်မယ်90တော့နေဘာဖြစ်ပါဘူးကွာဒီကောင်လေးရဲ့ဈေးတက်တာဈေးတက်ချူတာပဲဆိုပြီးတော့ကဲအဲ့ဆိုလို့ရှိရင်လည်း90နဲ့ဝယ်မဲဆိုပြီးတော့ချက်သားလေးဝယ်ပြီးစားလိုက်တော့90 ဟဲအဲ့တတရံကြသားကြသားနဲ့ဆွဲရတော့ငပိနဲ့မစားတော့ဇိုကြီးကတော့ငပိနဲ့ပဲကြုံငပိနဲ့ပဲဆွဲနောက်နေ့ကျတော့တခါကြသားလေးကစားကျင်လာပြန်အဲစားစားရှိသွားတော့ကြသားလေးကိုစားကျင်စားကျင်တော့နောက်နေ့ဈေးတရမလာဘူးမလာတော့ဈေးတရပက်ပြီးရရှာတယ်ဈေးကောင်းကျိုးလေးများရှိမလားမသိဘူးအဲကြသားလေးပက်ရှာဒါတူနည်းနည်းရှော့သေးနေရတဲ့ဆန်တွေဝယ်လာတယ်ကြသားတော့ဝယ်မစားသေးဘူးနည်းနည်းဈေးချိုတဲ့ဟာလေးတွေဝယ်ပြီးရစားတယ်ဒီလိုနဲ့စားရင်စားရင်ဒီကောင်မရတော့နောက်ပိုင်းကျတော့စားပဲစားကျင်ကြသားပဲစားကျင်ကြသားဟင်းကောင်းတွေကစပြီးကြိတ်ရောငပိနဲ့မဆွဲတော့ ဒီချိန်မှာဇော်ကြီးကတော့ပတ်စံလေးစုပြီးတော့မှငပိရေပစားပြီးမှပတ်စံလေးစုတယ်ပြန်ပြီးတော့ယင်းနှိမ့်နေတယ်ဆရာကြီးတင်ပေးတဲ့ဒိုင်းစီးပွားတွေလုပ်တယ်ဘယ်လိုမှသူကလုပ်ပါတယ်ပေါ့နော်အသုံးစိတ်ကိုသူကလျှော်တယ်ကြော်ကြီးကတော့မဟုတ်ဘူးကြိတ်တယ်ကြက်သားကြိတ်တယ်ဟင်းလေးအကုန်ကြိတ်တယ်ဝါသားဟင်းကြိတ်တယ်တောက်လျှောက်ဆွဲတယ်တကယ်တော့သူတို့တတ်မှတ်တဲ့နေ့လေးကြတယ်ကြောင်ဇော်ကြီးကချမ်းသာကြွယ်ပါတယ်အိမ်ဝင်းတစ်ခုလည်းပိုက်ဆိုင်နေတယ်ဒါပေမဲ့ကြော်ကြီးကလက်ထဲမှာဘာမှမရှိဘူးဒါပေမဲ့သူဟင်းကောင်းနေနေပြီးတော့စားခဲ့ရတာပေါ့ဗျာဘာမှမရှိဘူးဖြစ်အဲ့မဲ့လုံးဝအဆင်မပြေတော့ဘူးကြော်ကြီးကတိုက်ပတ်သွားအောင် တိုက်ပတ်သွားရတယ်ကဲဒါဆိုလို့ရှိရင်တော့ဇော်ကြီးယူသွားပြီးတော့အကူအညီတောင်းမရမယ်ငါနဲ့တကယ်ချင်းဇော်ကြီးကတော့အဆင်ပြေနေတယ်ဇော်ကြီးယူသွားကဲဇော်ကြီးကဇော်ကြီးဘိုင်းချက်လိုက်အောင်ဘိုင်းချက်တော့ငါငပိငပိချက်တယ်အမေငပိပဲနေရစားတော့ဟုတ်တယ်လေငါငပိပဲနေရစားတာအာအေးမင်းကမစိုးဘူးတော့ငပိနေတယ်ငါတော့ဟိအောင်ရင်ငပိမစားတော့ငါဟင်းနေဝယ်စားပြစ်တာမဆိုင်အဆင်ပြေတော့ဘူးကဲဒါဆိုလို့ရှိရင်ကဲကတကယ်ချင်းမင်းအဆင်ပြေဘူးမပြေဘူးဆိုရင်ငါမင်းကိုအင်ချန်ဝင်တဲ့မှာဟိုဘက်ချန်ဝင်လို့မင်းဖဲ့ပေးမယ်ဝင်လေးတစ်ခုပဲဖဲ့ပေးမယ်သူဝင်လေးတစ်ခုဖဲ့ပေးလိုက် ဖဲ့ပေးပြီးတော့မင်းအဲ့ဝင်းလေးမှာအိမ်ဆောက်ပြီးတယ်နေပြီးရင်မင်းငါတကယ်ကြီးဖြစ်လို့ငါလည်းအဆင်ပြေနေပြီဆိုမင်းငါပြည်နေမှာစားနေတော့မင်းမကြီးမကြီးရွက်ချင်ရတော့မကြီးရွက်ကြော်စားမကြီးရွက်ချင်ရတော့မင်းငါနာခွေးပါမကြီးပြေတပင်ငါမင်းစိုက်ပေးတာမကြီးပြေအသေးလေးတွေမင်းသူ့ကိုစိုက်ပေးထားလိုက်စိုက်ပေးရပြီးတော့ငါလည်းလောလောဆယ်မကြီးပြေနေငါဟွာဖြစ်နေငါအိမ်တော့နောက်ခွေးမကြီးပြေရှိတယ်ငါမကြီးပြေနေငါမကြီးရွက်ချင်ရင်တော့မကြီးရွက်ကြော်တော့ငါစားနေပြီပေါ့โอเคอ่ะสมมุติว่าเนี่ยปี้ยกกว่าเสร็จไปตู่อ่ะมาตู่ตะเกียจไอ้มาตู่กัดเลยป่ะกัดเลยပြီးတော့မကြီးရွက်ချင်းစားတာပေါ့တရက် ကြီးပြင်းတော့ခူးတယ်အညွန့်လေးတွေ့လာတယ်တော့ခူးတယ်ခူးပြီးတော့မကြီးရကြော်စားတယ်နောက်နေ့ကျတော့ထပ်ပြီးအဲ့မကြီးရလေးတွေ့ရှာပြီးတော့ခူးတယ်အညွန့်လေးတက်လာတယ်ထပ်ခူးပြီးတော့မကြီးရကြော်ပြီးတော့စားတယ်မကြီးရတုပ်စားတယ်တောက်လျှောက်စားကြာလက်ကြာတော့မကြီးပြင်းကတေသွားတောက်လျှောက်ခူးလို့မခံနိုင်ဘူးမကြီးပြင်းကရှော့သွားအညွန့်ထွက်မဲ့ချိန်ကိုမရောက်တော့တေသွားတေသွားတေသွားတော့တခါဟိုဟာရှီကိုသွားတယ်ဇော်ကြီးရှီကိုပြန်သွားတယ်ဇော်ကြီးရေငါမကြီးပြင်းကတော့တေသွားပြီးအောင်ကြီးတေသွားပြီးဆိုတော့ငါစားလို့မရတော့ဘူးလောလောဆယ်မြို့ငါအိမ်တော်ခွေးရပေးရတယ်မြို့ကျွေးမယ် ်ငါအိမ်နောက်ကိုလိုက်ခဲ့တယ်သူအိမ်နောက်ကိုခေါ်ပါတယ်ခေါ်ပါပြီးတော့သူ့အိမ်နောက်ကမကြီးပင်အကြီးပဲရှိတယ်မကြီးပင်ကြီးပြီးပြတယ်ကဲငါကောင်းတယ်ဒီမှာမကြီးပင်ရှိတယ်မဲအဲ့နေမခူးစားမင်းကြိုက်တော့စားမင်းကြိုက်တဲ့နေရာကြိုက်လို့ခူးစားပါသူပေးတိုက်မင်းစားကြနေရှိငါရှိရလာခူးငါပြန်လာခူးခူးပြီးမင်းစားအဲ့လိုပြောမကြိုကြီးကစားကြိတ်တာတစ်လလည်းမကုန်နှစ်လလည်းမကုန်တုံးလာတယ်မကုန်ဒီဘက်ကခူးတယ်မကြီးညွန့်တုံးသွားတယ်ဟိုဘက်ကညွန့်နေခူးတယ်ဟိုဘက်ကညွန့်ခူးတဲ့အချိန်မှာဒီဘက်ကညွန့်နေရပြန်ပြီးတော့ထွက်တယ်ဟိုဒီဘက်ကညွန့်လာပြန်ခူးတော့ဟိုဘက်ကညွန့်ကထွက်တယ်ဘယ်အညွန့်ကနေတောက်လျှောက်ခူးဘူးအညွန့်နေရသူ့ဘက်ကသူထွက်နေတာ ဒီကောင်စားလို့မနိုင်ဘူးဖြစ်အဲ့တော့ဒင်းက6လကြာတော့မှဇိုးကြီးကပြောတာငါကောမင်းတွေ့ပြီလားမင်းကမကြီးပင်ကမကြီးသေးပဲနဲ့မင်းကစားခဲ့တာဟုတ်မကြီးပင်မကြီးပဲနဲ့စားတဲ့ခါကျတော့မကြီးပင်ကမခံနိုင်လို့တေသွားတယ်မကြီးပင်တကယ်တမ်းကြီးတဲ့ခါကျတော့မင်းစားလို့တော့မကုန်ဘူးမကြီးပင်အဲ့တလောက်စားမင်းတယောက်ထဲနေမကောက်တယောက်လုံးခေါ်စားတော့မင်းဒီမကြီးပင်ကမကုန်ဘူးအဲ့ဇော်ရီကပြန်ပြီးတော့မှကြော်ရီကိုရှင်းပြတာပါနော်။အဲ့တော့ကျွန်တော်တို့ကရောမကြီးပင်မကြီးခင်မှာ စားမိနေရလားဆိုတာကိုမိစေပြန်ပြီးစဉ်းစားဖို့လိုပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့မကြီးပင်တောင်မှမကြီးသေးဘူးအညွတ်နေပြီးပဲလှုပ်ခွာပြီးရခူးစားနေတယ်အောင်မွေးနေဆိုပြီးရခံနေတယ်ကိုယ့်ကိုအောက်လိုက်မှတ်ပြီးတော့မှသုံးတယ်ဖြုံးတယ်စားတယ်တောက်တယ်မလိုအပ်တဲ့ဥစ္စာတွေဝယ်တယ်ကိုနဲ့မတန်သေးတဲ့ပစ္စည်းတွေပါလို့ကျွန်တော်တို့ဝယ်ခြင်းရတာလေကိုယ့်ရဲ့ငွေချင်းအင်အားနဲ့မလောက်တဲ့ပစ္စည်းတွေဥပမာနမူနာအနေနဲ့ကျွန်တော်အရန်ကောင်းတဲ့ branded တွေကျွန်တော်တို့ဝယ်မွယ်နဲ့မဟုတ်ဝယ်ပါဒါပေမဲ့ကို့မှာလုံလောက်တဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီးွားပြီလားကို့မှာလုံလောက်တဲ့စီးပွားရေးအင်အားတွေရရှိပြီလား ီဟာတွေဝယ်လို့ရှိရင်ဝယ်တိုင်းဝယ်တိုင်းမကုန်နိုင်မဲ့ငွေဝင်ပေါက်တွေငွေဝင်ပေါက်တွေကိုရှိမှရှိပြီလားငွေဝင်နဲ့လမ်းကြောင်းတွေကိုဖန်တီးပြီးွားပြီလားမဟုတ်လို့ရှိရင်တစ်ချိန်မှာအဲ့လိုမျိုးတွေလုပ်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မကြီးပင်ကတိတ်သွားပါလိမ့်မယ်မကြီးပင်မတေခင်မှာမကြီးပင်ကြီးအောင်လို့ကျွန်တော်တို့ကခူးဆိုင်တက်ဖို့လုပ်ပါတယ်ဒါဆိုမကြီးပင်ကြီးအောင်လို့ပါမကြီးပင်ကိုတေအောင်မလုပ်ပါနဲ့ကဲမင်းစီတို့ဒီပုံမြင်လေးရနေပြီးတော့ဗန္ဒမူနာတွေရခဲ့တယ်ကိုယ့်ရဲ့မကြီးပင်တတိလေးတွေကကိုခူးစားမိနေရလားမကြီးပင်ကြီးအောင်လို့ကိုဖန်တီးနေရလားဒုတိယ ကြော်ကြီးဖြစ်နေလားဆိုတော့ဟိုကကွန်မန့်ထဲမှာဝင်ပြီးတော့ဆွေးနွေးကြခဲ့ပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်ဘိုင်ဘိုင်